ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ။စကားပြတဲ့များလုံးပဲမြင်လာပါခင်ဗျာ။မင်းညကရှင်ပြန်ကစားသွားတဲ့ UEFA Conference League ဘောလုံးပွဲပွဲစဉ်ရဲ့ Chelsea နဲ့ဒါ Real Madrid တို့ရဲ့ဒါပွဲစဉ်ကိုကျွန်တော်နဲ့အတူဒါအားကစားကောင်ရှင်ဖြစ်တဲ့စီတူကသုံးသပ်ပြောဆိုပြီးသွားမှာပဲဖြစ်ပါခင်ဗျာ။စီတူရေမင်္ဂလာပါဗျ။မင်္ဂလာပါခင်ဗျာ။ဒီမနေ့ကပွဲကတော့တော်တော်လေးဟိုထင်တာအထက်ကိုပို့ပြီးတော့ဟိုမြန်မြန်ဆိုင်ဆိုင်နဲ့ဒါချစ်ကောင်းခဲ့တယ်ပေါ့လေပထမပိုင်းစကလေးကဒါလုံးဝမထင်မှတ်ထားဘူးပေါ့ဒါ Real Madrid ရဲ့ဒါချစ်ကပ်ပုံကြီးကတော်တော်လေးကောင်းခဲ့တယ်ပေါ့လေ အရင်ဆုံးအဲ့ဒီပွဲလေးနဲ့ပတ်သက်ပြီးစီတူရဲ့အမြင်လေးစပြီးပြောပြပါအောင်ဗျဟုတ်ကဲ့ဗျပွဲရကြည့်ကောင်းခဲ့ပါတယ်အဲတသင်းုံတပိုင်းစီကစားသွားတဲ့လိုမျိုးပေါ့နော်ပထမအပိုင်းမှာတော့ဒါ rehabilitation ကတော်တော်ကြီးကိုကောင်းခဲ့ပြီးတော့အာ2စီလောက်ထိဖြစ်သွားနိုင်တဲ့အခြေစွမ်းမျိုးကိုပြသခဲ့တယ်ဒုတိယပိုင်းမှာတော့ Chelsea ကဒါသူတို့လိုအပ်နေတဲ့နေရာတွေကိုအပြောင်းအလဲပြုလုပ်ပြီးတော့ ကစားသမားအင်အားပို့တောင့်တင်မှုနဲ့အတူပွဲကိုပြန်လာခဲ့တယ်အနိုင်နဲ့ယူသွားခဲ့တယ်ပေါ့နော်အဲ့တော့ဘတ်တစ်ကိုတော့အရင်ဆုံးချီးကျူးခြင်းနဲ့သူတို့ဒီလောက်ထိရောက်လာခဲ့တာမလွယ်ဘူးပေါ့နော်အဲဒီလာလီဂါရဲ့ပထမ first half တော့သူတို့ရုံးကန်နေရသလိုဒီ conference league မှာလည်း league phase တော့သူတို့တော်တော်လေးရုံးကန်နေရတယ် တော်တော်လေးရုန်းကန်နေရပြီးတော့ဒါပြောမှဆိုရင် playoff ကနေသူတို့တက်လာတာပေါ့နော်အဲ့တော့အဲ့အားတဲ့အရာတွေအားလုံးကိုပြောင်းလဲပေးတဲ့ကစားသမားအဖြစ်ဆိုရင်တော့ကျွန်တော်က A school ကိုပြောရလိုက်မယ်ဒီနှစ်ပွဲမှာလည်းဒါအထူးခြေစွမ်းပြသွားတယ်အဲ့ဒီနှစ်ပွဲထိရောက်လာဖို့အတွက်ဒီခရီးတစ်ခုလုံးမှာလည်း A school ကတော်တော်လေးကိုအရေးပါခဲ့တယ်ပေါ့နော်အဲ့တော့ La Liga မှာလည်း Patrick ကဒါအဆင့်6နေရာကိုတောက်လျှောက်ရယူနိုင်ခဲ့တယ်ပေါ့နော်ပြောမှဆို2025ထဲမှာဆိုရင် Real နဲ့ Barcelona ပြီးရင် Patrick အသင်းက ဒီရမ်းမအကောင်းဆုံးပေါ့နော်ရမ်းမအများဆုံးရယူနိုင်ခဲ့တဲ့အသင်းအဲ့တော့ပထမရာသီဘဝမှာအားနေခဲ့တာတတိယရာသီမှာသူပြန်ချိန်နိုင်ခဲ့တယ်အဲ့တော့ isco ကဒီဒီဇင်ဘာမှာပတ်တဲ့အသင်းကိုရောက်လာတယ်သူအနေနဲ့လာလီဂါမှာဆိုရင်9နဲ့ဖတ်တီးမှုနှစ်ခုပေါင်း18ချိန်အထိဒါပြုတ်လုပြီးတော့အသင်းကိုအကောင်းဆုံးဆောင်တယ်ဒီနေ့ပွဲမှာလည်းဒါပထမကိုဖန်တီးပေးသွားတာပေါ့နော်ပေးသွားတာတော်တော်လေးကိုလှတယ် no low pass လို့တော့ပြောအောင်ပါပေါ့နော်အဲ့ဒီနေရာမှာဒီ as asoli လွတ်နေတာကိုသူကတိတိတယ်ပြီးတော့ပြောမှဆိုရင်ဒီ Chelsea ရဲ့ Malogo Store မရှိနေဘူးဆိုတော့လည်းသူကွက်တီချိန်စာမိရေပေါ့နော်အဲ့တော့သူခင်းပစ်လိုက်တာတကယ်ကိုကောင်းတယ်အဲ့ assist အပြင်ဒီတသိန်းလုံးမောင်းနေပုံပေါ့နော်သူ့ကိုကြည့်ရတာဒီနံပါတ်10မှာကစားရတာဒါပေမဲ့သူတပတ်ပြဖို့ကစားသမားရတယ်ပေါင်းဆက်ပြီးကစားတယ်တော်မမှန်ရှိနေတဲ့ Anthony တို့ပြီး Azazo Leo နဲ့လည်းအကုန်လုံးပေါင်းဆက်ပြီးတော့ဒီကွင်းနဲ့တစ်ခုလုံးကိုထိန်းချောင်းသွားတာတော်တော်လေးဟုတ်တာပြောမယ်ဆိုရင်ဒီအသက်33နှစ်အရွယ် Isco ရဲ့ငယ်မှုငယ်သွေးကိုကျွန်တော်တို့ ဟိုပြင်ပြင်နေရတယ်ပေါ့နော် isco ခြေစွမ်းပြနေရလို့ကျွန်တော်တို့ကြားပေမဲ့လည်း repetitive ပဲတော့ကျွန်တော်တို့အကုန်လုံးလည်းကြီးပြစ်ကြမှာမဟုတ်ဘူးဒါပေမဲ့သိကြတာကအဲ့ခြေစွမ်းပြနေရဆိုတဲ့အရာတွေအကုန်လုံးကိုဒီပွဲပထမပိုင်းခြေစွမ်းကဒါတက်တက်ပြလိုက်တာပေါ့နော်ဒါကြောင့်လည်းသူ့ကိုဒီ spin racing အသင်းကပြန်လဲစင့်ခေါ်တယ်ပေါ့နော်ဒီခြေစွမ်းတော့တော်တော်လေးသဘောကျပြီးတော့ batting ကစားသွားတာပထမပိုင်းမှာတော်တော်လေးတက်ရတယ်တော်တော်လေးကောင်းမွန်တယ်အဆဆိုလီကိုမမလူကုစတိုလောက်ရမနိုင်ခဲ့ဘူးပြီးတော့ Chelsea ရဲ့ကွင်းလည်းအာသာချက်တွေကို ရီယပတ်အနေနဲ့အကောင်းဆုံးဒါဖြတ်စီနိုင်ခဲ့တာကိုမြင်ရတယ်ပေါ့နော်အဲ့တော့ချဲစီဘက်မှာတော့အာနေဂျာတချို့ရှိတယ်အထူးသဖြင့်တော့ဒီကိုဝေးကိုဘာလို့မတုံးတာလဲပေါ့လေကိုဝေးမပါလာတာဒီချဲစီရဲ့ဒီကစားကွက်တိဆောက်တဲ့နေရာမှာတော်တော်လေးကိုတိတာပြီးတော့လိုအပ်ချက်တွေရှိတယ်ကွင်းလယ်ကလည်းဒါခါပြက်နေတယ်လို့ဖြစ်တယ်အခြားတစ်ဖက်မှာဘက်တစ်ကဒီပြောမဆို intensity ကိုတော်တော်လေးတင်ကစားရတယ်ပေါ့နော်သူတို့စီမှာလေးနှစ်လေး present ပုံစံမျိုးမြင်ရတယ်အဲ့တော့အဲ့လိုတင်ကစားနေတဲ့အချိန်မှာချဲစီအနေနဲ့အဲ့ဒီအချိန်ကိုလိုက်ပြီးတော့မကစားနိုင်ပဲနဲ့ ဒီပွဲကိုသူတို့လိုအပ်တဲ့တန်ဖိုးလိုအပ်တဲ့ဘတ်ဇက်နှောက်ကိုမပေါ်ဆောင်နိုင်ခဲ့ဘူးပေါ့နော်အဲဒုတိယပိုင်းမှာတော့ဒါနည်းနည်းလေးရုံးကန်နေရဘူးဆိုထုတ်လိုက်တဲ့ rechange ဝင်လာတယ်ပူကောင်းလာတယ်ပေါ့နော်နောက်ပိုင်းမှာတော့ဒါဒီကိုဝေးတို့ကအစားအကုန်လုံးပြောင်းဝင်လာပြီးတော့ဒီ Chelsea ရဲ့နိုင်ပွဲကိုပေါ်ဆောင်သွားတယ်ပေါ့လေအဲတော့ဒုတိယပိုင်းအတွက်တော့အပြည့်မဆို Moreska ဟာပွဲထွက်လူစင်းမှာအမာရွန်တချို့ပြုကျွလွန်ခဲ့လို့ကျွန်တော်တို့ယူဆတယ်ဒါပေမဲ့လည်းသူ့အနေနဲ့အဲ့ဒီအမာရွန်ကိုတော့သူမှန်ကန်တဲ့လူစားလဲမှုတွေပြုလုပ်ပြီးတော့ပွဲကိုပြန်ဖတ်ဆဲသွားတယ်တစ်ချိန်ထဲမှာ Chelsea ရဲ့ ဦးချင်းစွမ်းဆောင်ရေးအထူးသဖြင့်ပေါ့နော်ကိုပါမဆိုဒီနေ့ကစားသွားတာအရင်ကောင်းတယ်လို့ပြောလို့မရအောင်ဒါပေမဲ့လည်းသူ့ရဲ့တူဦးချင်းကရန်စတန်အောင်ဖြစ်နေအရင်ယူကောင်းနေတဲ့အခါမှာတော့အခုလိုမျိုးရလက်တဲ့ဟိုဒါဆွဲထုတ်ပေးသွားတယ်လို့ပြောရပါလိမ့်မယ်ပို့ဟုတ်ကဲ့ဒါ real batic ကတော့ဒါပထမပိုင်းကဒါသူ့ရဲ့ပွဲလို့အောင်ပြောလို့ရတယ်ဒါစီဒီခုနကပြောလို့ပဲဒါဟိုပြောမှာဆိုရင်ပွဲရတပိုင်းတပိုင်းကြီးခွဲဆော်သွားတယ်လို့တော့မှကျွန်တော်တို့ဒါမြင်ရတယ်ပေါ့လေဒါအရင်ဆုံး real batic ရဲ့ဒီသူ့ရဲ့4 to 4 pressing ကလည်းတော်တော်လေးလေး ဟိုကြစ်လက်လိုအမှားလည်းတိတ်မရှိဘူးလေနောက်ပြီးတော့ခန်းစင်ကစားတဲ့နေရာမှာဒါ442 block ကလည်းဒါ Chelsea ဟိုဘယ်လိုပြောမလဲထိုးဖောက်လို့မရအောင်အရန်ကိုကြစ်လက်တာလေးလဲတွေ့ရတော့ဒါ real battle ရဲ့ဒီဘယ်လိုပြောမလဲဒီကွင်းလယ်ပိုင်းဒီအလုံးလုံးပုံလေးတွေဟိုတစ်ချက်လောက်ဒါဟိုပြိတ်တိုက်ရှင်းအောင်တစ်ချက်လောက်သုံးသပ်ပြပါအောင်ဟုတ်ကဲ့ဗျအဲဒီ ရှင်းပါတယ်ဒီပြုံးမဆိုသူတို့ဒီဘက်တစ်ကအရင်ခံစစ်ကစားဟန်မဟုတ်ဘူးပေါ့နော်ပုံမှန်ဒီ normal အသင်းတသင်းလိုပဲတိုက်စစ်ကစားရဲချဲစီကပိုအင်အားကြီးတဲ့အသင်းမျိုးလိုသူတို့ခံစစ်ကစားဖို့အသီးသန့်ဖြစ်စင်လာတာမျိုးမဟုတ်ဘူးရိုးရိုးလေးပဲသူတို့ကစားသွားပြီး proactive sensor ပဲကစားသွားတယ်ပေါ့နော်ပြီးတော့ဒီကွင်းလယ်မှာ Johnny Caro ဆိုကတော်တော်လေးကိုလောအောင်နှုံကောင်းကောင်းနဲ့လှုပ်ရှားသွားတာမြင်ရတယ်ဒီရက်ဒီမှာဒီ La Liga ရဲ့ဒါထွန်းပေါက်လာတဲ့ခြေတပွင့်လို့ သတ်မှတ်ခံထားရတယ်ပေါ့နော်အဲ့တော့သူ့ခြေစွမ်းကျွန်တော်တို့တော်တော်လေးမြင်ရတယ် Fornes ကအဓိက force မဟုတ်ဘူးဒီ Cardoso Johnny Cardoso ကအဓိက force ဖြစ်တယ်ပြီးတော့ Isco ဆင်းပြီးတော့ကူတယ်ပြီးတော့ Tottenham မှာဆိုရင် Anthony တို့ဒီ Azzoso တို့ကဒီအနောက်ကိုကတ်ပြီးတော့ကူတယ်ပေါ့နော်အဲ့တော့ Chelsea ရဲ့ဒီပြောမဆိုရင်ခိုးပါမှာကစားဖို့အတွက်နေရာအပေါက်တရားတိတ်မရှိဘူး သိမရှိပဲနဲ့ခုနကကွင်းတဲ့ line ရဲ့အရှိကိုသူထွက်ကစားသူဖြစ်နေရပေါ့နော်ဒီ line နေချာ line နဲ့ line ချာလဲမွေးနောက်ပြီးကစားဖို့တော့အခွင့်အရေးမရပဲနဲ့ဒီအပြင်ဘက်မှာပဲကစားဖို့တော့အခွင့်အရေးရပြီးတော့ကိုပါမားတို့ဒီ Chelsea ကွင်းလဲအတော်တော်လေးရုန်းကန်ခဲ့ရတော့မြင်ရတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပို့ပြီးတော့ Chelsea အနေနဲ့သူတို့ရဲ့ intensity ကိုပို့မြင့်နိုင်ခဲ့တယ်ပြီးတော့ပြဿနာတစ်ခုပေါ်လာတာက budget အနေနဲ့သူ့ရဲ့အဲသူတို့အကြောက်နေရတာသူတို့ရဲ့တိုက်စစ်ဆွမ်းပေါ့နော်ရုပ်တရက်ဒီပြင်ပြင်ပြီးတော့ Chelsea ရဲ့ hardware တွေအကုန်လုံးချက်ချင်းပြင်ပြီး ထိုးပေါက်နိုင်တယ်တိုက်စစ်အစွမ်းအဇိုဇိုလီရောအန်တိုနီရောအစ်စကိုရောကြောင့်ပေါ့လေဒါပေမဲ့ဒုတိယပိုင်းမှာဒီအဇိုဇိုလီကဒဏ်ရာပဒနာကြောင့်ထွက်လိုက်ကြတယ်အဲ့ချိန်မှာဘယ်ကျန်းတစ်ချက်လုံးကတည်သွားသလိုဖြစ်သွားတယ်တည်သွားသလိုဖြစ်သွားတဲ့အချိန်မှာချက်စီကအဲ့ဒီဒီဘတ်တရဲ့ညာချမ်းပေါ့နော်ချက်စီရဲ့ဘယ်ကျန်းနဲ့ဒါဘတ်တရဲ့ညာချမ်းအဲ့ဒီဘက်ကနေဒီတောက်လျှောက်ဟိုထိုးထိုးပြီးတော့ဒါထိုးပေါက်လာတာဟိုမြင်ရတယ်ပေါ့နော်အဲ့ဒီခါမှာတော့ပို့ပြီးတော့ဘတ်တရဲ့ဒီပေကျန်းတစ်ချမ်းလုံးဒါပြိုဆင်းသွားတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ as a zoli ထွက်ခေါက်လာတာတော့ကျွန်တော်တော်တော်လေးနှမျောမိတယ်။သူရှိနေရင်တော့ဒီထက်ပူကောင်းမယ်ထင်တယ်။သူမရှိတဲ့အခါမှာဘတ်တစ်ပြိုဆင်းသွားတော့မြင်ရတယ်။ပြီးတော့ isco ကလည်းပွဲချင်ချလာတာနဲ့များတာကစားတဲ့ဟန်ပြူလာတော့မြင်ရတယ်။ပြီးတော့ဒီ chelsea ရဲ့ပိုပြီး intensity မြင့်လိုက်တဲ့အချိန်မှာဘတ်တစ်အနေနဲ့ဒါကွင်းလယ်မှာဒီ pablo fornes ပါတယ် fornes ကကွင်းလယ် pivot ကစားသမားမဟုတ်ဘူးတိုက်စစ်ကစားသမားပေါ့နော်။အဲ့တော့ chelsea ကပိုပြီးတော့ intensity မြင့်တဲ့အချိန်မှာတော့ fornes လေးဒါအခက်ခဲနေရှိပြီးတော့ဒီဘတ်တစ်ရဲ့ဒီ bench ခက်ဆက်တစ်ခုလုံး ပြိုကျသွားပြီးတော့ကိုပါမာရုနဲ့အတူ reason ဆိုတဲ့အတူဒါ overload လုပ်ခြင်းခံခဲ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီပွဲမှာအဲ့ဒီအချက်လေးတွေပြောမယ်ဆိုဘတ်တစ်အစားအောင်ကတော့ခုခံနိုင်နေတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ပြိုကျသွားတဲ့အခြေအနေမှာအဲ့ဒီအချက်လေးပါဝင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဟုတ်ပါပါဒါဒုတိယပိုင်းမှာ Chelsea အသင်းကဒါပထမပိုင်းမှာလူထုပ်ပုံမှားယွင်းခဲ့တယ်လို့ကဒါအခုလည်းမြင်နေပေါ့လေအဲနောက်ပြီးတော့ဒါဒုတိယပိုင်းမှာသူတို့ရဲ့မှားယွင်းနေတဲ့ဟာလေးကိုတချို့ဒါကိုင်းလေပိုင်းအလုံးစုံပုံလေးပြီးပြောင်းလိုက်တယ်အထူးသဖြင့်ဒါဟို အန်ဆိုဖာနန်ဒက်နဲ့ကိုးပယ်မှာဒီဘယ်လိုပြောမလဲဝိုက်မစ်ဖီဒါဆက်ဆံကစားပြီးတော့ဒါဟိုဘက်တရဲ့ကွင်းလေးကိုပြန်ပြီးအသာသေးရအောင်ပြန်ပြီးတော့ဟိုကစားသွားရင်လည်းတွေ့ရတော့ဒါဒုတိယပိုင်းမှာဒီအန်ဆိုမတ်စကာရဲ့အလှည့်ပြောင်းနေရဒီနိုင်ပွဲတော့အဓိကခေယာကြားခဲ့တာလားမသိဘူးဗျအဲခရယာကြရပါတေးကြပါလေဒါ region တို့ဝင်လာတာတော်တော်လေးကိုတည်တာလေပြီးတော့ပြောမဆိုရင်တော်တော်လေးကိုဟိုပြောမ region စီရင်ကျွန်တော်တလုံးပေါ့နော်အဲ deep brightness style လို့သူ white ပြီးတော့ cross တင်ပေးလိုက်တဲ့တလုံးတော့အဲသူ့ရဲ့ အနေရပေးနိုင်စွမ်းပေါ့နော်အဲ့လိုနေရာတွေကိုတက်လာပြီးအဲ့လိုမျိုးအနေရပေးနိုင်စွမ်းကပတ်တစ်ကိုပို့ပြီးတော့ဒုက္ခရောက်စေတာပေါ့အဲ့ပြီးကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီအဇဇိုလီကတော်တော်လေးဒုက္ခပေးတယ်သူ speed ကြောက်ပေါ့နော်တော်တော်လေးဒုက္ခပေးဒါပေမဲ့အဲ့ဒီဒုက္ခမရှိတဲ့အခါမှာစဲစီအနေနဲ့ပို့ပြီးတော့လွတ်လွတ်လပ်လပ်တက်ကစားနိုင်လာတယ်ပေါ့နော်အဲ့ဒီအချက်ကြောင့်လည်းဒီပို့ပြီးတော့တိုက်စစ်လမ်းကြောင်းတွေပွင့်လာတယ်လို့ကျွန်တော်တော့မြင်မြင်ပါတယ်ကိုဟုတ်ကဲ့ပါဒါချဲစီကတော့ဒီဘယ်လိုပြောမလဲသူတို့ရဲ့ဒီဥရောပဖလားအဆောင်ရဘူးတဲ့ဒါ ဟိုတသိန်းတော့အသိနဲ့ဖြစ်သွားတယ်။အဲနောက်ပြီးတော့ဒါဒီဘွဲမှာဆော့ဆော့ဆော့ဟိုဟာစီတူလည်းပြောခဲ့ပါဒီကိုပဲမားရဲ့ဒီလုံနိုင်စွမ်းကဒါတော်တော်လေးဟိုမဲ့ဟိုထင်ပေါ်ခဲ့တယ်ပေါ့လေ။ဒီဒီ final ဘွဲမှာပြောရမယ်ဆိုရင်ဒီ Esco နဲ့ကိုပဲမားတော့ဒါတပိုင်းစီခြေစွမ်းပြသွားတယ်ပေါ့လေ။ဒီဒီနေ့ကလည်းပတ်သက်ပြီးတော့စီတူတင်းနေလေးဟိုဖြစ်ဆက်ပြီးတော့ပြောပြပါအောင်။ဟုတ်ကိုပဲမားတော့ဒါအားရဖို့ကောင်းတဲ့ခြေစွမ်းပါ။ဒါပေမဲ့ကျွန်တော်တို့ဒီထက်သူစီရဒီထက်ကောင်းတဲ့ခြေစွမ်းတွေအများကြီးမြင်ဘူးထားအောင်လဲ။ ီရှေ့သွန်းကတိတ်တော့ဘူးစမ်းတယ်လို့ပေါ့နော်အဓိကတော့ဒီအရင်တော့လိုမျိုးတပွဲလုံးမှာသူ့စီကလမ်းကြောင်းတွေတစ်ချိန်လုံးဝုံတိုင်းထွက်နေရမျိုးတော့ကျွန်တော်သိမမြင်ရတော့ဒါပေမဲ့လည်းအသင်းတကယ်လိုအပ်နေတဲ့တကယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာတော့သူလှုပ်ပေးသွားတာတော်တော်လေးကောင်းတယ်ပေါ့နော်အထူးသဖြင့်ပထမကဂိုးကအာဘလုံးမဂိုးနိုင်စရာမရှိတဲ့အခြေအနေမျိုးပေါ့လေအဲ့လိုအခြေအနေမျိုးကနေသူကွင်းလည်ရတဲ့အခြေအနေကွင်းလည်တော်တော် deep ဖြစ်တဲ့အနေထားကြီးမှာပေါ့နော်အဲ့ဒီအနေထားကသူသူ့ကိုကတ်ထားတဲ့မာခါကိုအကောင်းဆုံးလှည့်စားပြီးတော့ဒီကွက်တီ cross ပေါ့နော်အဲဒီတင်ပေးလိုက်တဲ့အချိန်မှာတော့ Anzo ကလည်းဒါ quality တက်တယ်ပေါ့နော်အဲ့တော့အဲ့အဲ့ goal ကဒီပွဲကိုတော်တော်လေးအပြောင်းအလဲဖြစ်သွားစေခဲ့တယ်ဒီ Chelsea ရဲ့ဒီတစ်ဆင့်ပြီးတစ်ဆင့်ဟိုရေလိုင်းလုံးတွေဝင်လာဖို့တော့ဖွင့်ပေးလိုက်တဲ့ဒါကားလို့ပဲပြောရမှာပေါ့နော်ပြီးတော့ဒီမိနစ်80မှာသွင်းတဲ့ဒုတိယ goal ဆိုရင်လည်းသူစီက fame ပေါ့နော်အဲ့ဒီ birthday တောင်ပန်ကစားသမားယူသွားတာပေါ့လေယူသွားပြီးတော့သူ ညာလည်းကွက်တီပေးတယ်နီကိုလက်စ်ဂျက်ဆန်အကောင်းဆုံးတွင်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီခီမိုမတ်စ်တစ်ခုကတော့ဘက်တစ်ကိုလောကနဲ့လက်မထူနိုင်စေတဲ့အရေးတပွဲလုံးမကောင်းတော့အဲ့ဒီနှစ်ခုတည်းနဲ့ဒီပွဲရဲ့မောသာမတ်ရှ်ဟိုဘာမှာထိုက်တန်တယ်တကယ်တော့လည်းတော်တော်လေးကောင်းခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ပုံမှန်တင်ပြောရရင်တော့သူ့သူ့စီကဒီထက်ကောင်းတဲ့ခြေစွမ်းတွေအများကြီးမြင်မှုတွေအတွက်အဲဒါမထူးဆန်းလို့ပဲပြောရမယ်ထင်ပါတယ် ဟုတ်ပါတယ်ဒါနီကိုလက်ဂျက်ဆင်ကတော့သူ့ကိုတခုရလိုက်ပြီမဲ့ဒါဒီထက်ပိုပြီးလောက်ပြနိုင်ဖို့လဲလူတာပေါ့လေအဲလက်ရှိခြေစည်းအသင်းရဲ့တိုက်စစ်ကလည်းဒါဟိုပြောပြမယ်အရင်အားနေနေရဆိုတော့တကယ်ကဒီမင်းညပွဲမှာဆိုရင်ဒါကိုပယ်မာနဲ့အန်ဆိုဖာနန်ဒက်တို့ရဲ့ယုံအားတော်တော်လေးကိုတည်တာစေခဲ့တယ်ပေါ့လေဟုတ်ကဲ့ပါဒါဘုလိုမျိုးဒါစီသူပြည့်ပြည့်စုံနေကြပြီးတဲ့အတွက်ဒါအထူးပဲကျေးဇူးတင်ပါတယ်အဲနောက်ပြီးဆက်ပြောနေတာလေဒီခြေစည်းအသင်းကတကယ်ဟိုအီတလီနီးပြိုင်နဲ့တော်တော်လေးအကျိုးပေးရနော်ဒါအီတလီနီးပြိုင်ကန်လိုက်တိုင်းကန်လိုက်တိုင်းဟိုဒါဖလားရရနေရဆိုတော့ဟုတ်ကဲ့ ျွန်တော်တို့ဒီဟိုပါဗောနော်ဒီကျွန်တော်တို့ဒီဘောလုံးဝဲစကြည့်တဲ့ဒီပါလဲဟိုအီတလီကြီးက ground နဲ့လေ Viali က Viali ကနေစပြီးတော့တောက်လျှောက်ပဲနော်အီတလီဒီလီကနေတော်တော်လေးကပ်ဝင်လာခဲ့ရတယ်ဟုတ်တယ်ပြီးတော့ Real နိုင်ပြီးတော့ Super ဖလားရတယ်ဟုတ်သူကတောက်လျှောက်ပဲဗောနော်အဲတောက်လျှောက်ပဲဟုတ်ကဲ့ပါဒါဒီယိုနဲ့သူတို့ဒီမဒီယိုနဲ့ဆိုချန်ပီယံလေးရချန်ပီယံလေးအောင်ရရနော်ချန်ပီယံလေးရတယ်စာရီနဲ့ဒါ ယူရိုပါယူပါလေးရတယ်ပေါ့နော်အခု Morris ကနဲ့ဆိုရင်ဒါအခုယူရိုပါ conference ရလာခဲ့ပြီပေါ့နော်တော်တော်လေးကိုလာတယ်ပေါ့ဒီဇလန်လေးရတော့ပြောမယ်ဆိုချဲစီကဒီပီမြလေးအသင်းကြီးထဲမှာဒါဟိုထားပါတယ်ဒီ Man City တို့ Manchester United တို့ကဒါအရင်တော့ရခဲ့တာသူကတကယ်ဟိုပဲဒီ Fla Super La League နဲ့ဟိုဘယ်လိုပြောမလဲဟိုဂျင်ပါတဲ့အသင်းလို့တော့မှကျွန်တော်ဟိုစိုးရမှုတော့ဖြစ်နေပါဘို့လေဒါအခုကတော်တော်လေးကို class ဆောင်လေးရသွားပြီလားဆိုတော့ ဟုတ်တယ်ဗျာပြီးတော့ဒီလိုမှတ်တမ်းရရဖို့ဆိုတာလည်းမလွယ်တော့ဘူးမလွယ်ဘူးเนาะခက်ဝင်တာကက်စရဘူးလေအသင်မမျောလင့်ချက်ရှိမှာပေါ့လေအဲ့တော့အဲ့လား၅သင်းပဲရှိတာပေါ့เนาะ Chelsea အပေါင်းပဲအခုအဲ့၅သင်းတွေကဂျန်တဲ့၄သင်းကလည်းဒီကက်အခု conference league ကိုစင်ကန်ပြီးစင်ကန်ဟိုမှာကန်ရင်လည်းရအောင်မှာဆိုတော့ Chelsea ရဲ့စံချိန်ကတော့ဒါတော်တော်လေးခံနာသွားပါတယ်ဒါပေမဲ့အခြားတစ်ပတ်ကြည့်ရင်တော့ဗျာဒီ conference league ကတော့ Chelsea တက်လွယ်လွန်းနေရပြောရမှာပေါ့เนาะသူသူဒီဒီဒီတပွဲလောက်ပဲရုံးကန်ရတာပေါ့เนาะရှေ့ပွဲတွေမှာတော့ဟို အရင်လွယ်ခဲ့တယ်လို့ပြောရမှာပေါ့ Chelsea ရဲ့လူဝင်အားကလည်းဒီပွဲကြိုကိုသတင်းစာရှင်းတဲ့ဘက်မှာ Isco ပြောခဲ့တယ်လို့မျိုးဒီ Button နဲ့ Chelsea ကြားကွာမှုပါလဲဆိုရင်ပတ်စံထင်တယ်ဆိုပြီး Isco ပြောခဲ့တယ်လို့ပေါ့အဲ့တော့ဒီဟာကလည်းတော်တော်လေးအရေးကြီးတဲ့စကားဒီတာသွားတဲ့အဲတက်ရောက်မှုတစ်ခုလို့ပြောရပါလိမ့်မယ်ပေါ့ဟုတ်ပါတယ်ဒါ Chelsea ကတော့ရေဘန်းစားတဲ့အတိုင်းကိုပဲရာသီမစားခင်ကဒါ conference ရမယ်ဆိုပြီးရေဘန်းစားတဲ့အတိုင်းကိုပဲတကယ်လေးရသွားတယ်အဲတကယ်လေးဒီနိုင်ပွဲနဲ့လည်းထိုက်တယ်ပါတယ် โอเคဘာကုလို့မြေပြည့်ပြည့်စုံစုံဖြေချပေးရတဲ့အတွက်စီးပွားအထူးပဲကျေးဇူးတင်ပါခင်ဗျာဆိုတော့ကောင်းပြည့်စက်တွေလည်းကျင်းအားနိုင်မယ်လို့ထင်ပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်